Hello မင်္ဂလာပါနော်မတို့ဒီနေ့ Sunday လောက်ပည့်ရဖြစ်ပေမယ်မရှိဘူးဒီရက်မှာဒီနေ့မှာပေါ့နော်အဓိကလာဆက်သွယ်ကြတာအိမ်ကူညီမလေးတွေဖြစ်တယ်အဲ့လိုဆိုတော့တချို့တွေဆိုရင်အရန်ခက်ခဲကြတယ်သူတို့တွေအနေထိုင်ရောအစားတောက်တွေမှာဆင်းရဲပြီးတော့ဒုက္ခရောက်နေကြတယ်ပေါ့နော်အဲ့လိုမျိုးဆက်သွယ်တဲ့အချိန်မှာမတို့ဒီသူတို့ရဲ့ခက်ခဲမှုအလိုက်ပေါ့နော်မဟုတ်ုံလည်းဆက်သွယ်တယ်ဟုံးကတချို့ဆိုအရန် အခုညီလိုနေတဲ့လူတွေဆိုရင်ဟောင်းကချက်ချင်းလာခေါ်ပေးတာတွေရှိတဲ့အတွက်အခုရောက်သွားပြီလို့လေအမအိုဒီညီမလေးတွေကအကြောင်းကြားလို့အမသိရပါတယ်ဒီနေ့လူရက်မှာဒီရှေ့နှစ်ရက်လောက်မှလည်းပေါ့နော်အမပြောရမလားဟောင်းကအိမ်ကူညီမတွေကိုဦးစားပေးပြီးတော့ကူညီပေးတယ်လို့ပြောတဲ့လိုက်တဲ့နောက်ပိုင်းမှာအမရှိကိုလည်းညီမလေးတွေအများကြီးဆက်သွယ်လာကြဒီနေရာမှာဆက်သွယ်တဲ့အချိန်မှာတချို့တို့တော်တော်ကိုခက်ခဲကြပါတယ်တချို့တို့အရင်ဒုက္ခရောက်နေညီမလေးတနာစရာကောင်းနေညီမလေးအများကြီးတွေ့ရ အဲ့လိုဆိုတော့လေမတို့ချက်ချင်းဆောင်ရွက်ပေးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပဲတဆက်သေးနောက်ပြီးတော့တချို့မြန်မာလေးတွေလည်းလာပြောတဲ့ဟာကိုလည်းအမှနားထောင်ပြတယ်ပေါ့နော်နားထောင်ပြတဲ့အချိန်မှာနှစ်မျိုးတွေ့ရတယ်တစ်ခုကကြတော့အရန်ဒုက္ခရောက်ကြတယ်သူတို့မှာအနေစားလဲစင်းရဲတယ်လို့ခေါမလဲနှိမ့်ဆက်ခံရတဲ့ပုံစံမျိုးလောက်တောင်ရှိတဲ့အနေထားမျိုးတွေကိုတွေ့ရတယ်ဒီလိုမျိုးလူတွေကိုကြတော့အမှတော့ချက်ချင်းအရှင်ယူပြီးတော့လုတ်ပေးရတယ်ဒီအနေထားမှာရှိတယ် ။ဒါဆိုသူတို့ကသူတို့ရဲ့အေးချောင်ဆက်သွယ်ခြင်းမှလည်းအေးချန်တွေရဲ့ကူညီမှုကိုမရခဲ့ဘူး။ဆိုရင်လည်းသူတို့မှဒီမှာကုကေရမဲ့ဖြစ်နေတဲ့အနေအထားဆိုတော့ဒါမျိုးတွေကိုမတို့ဒီချက်ချင်းဆက်သွယ်ပြီးတော့ဖြည့်ရှင်းပေးနေတယ်။အခုလည်းဒီကလေးမလေးတွေကစိတ်ချလုံလုံနဲ့နေရာကိုရောက်ပြီးနော်။နောက်တစ်မျိုးနောက်တစ်မျိုးကကြတော့အမဒီမှာလည်းအမကိုအာကိုပြီးတော့လာကြတာပါပဲပေါ့နော်။ရင်ဖွင့်ခြင်းနဲ့သူတို့စကားပြောခြင်းနဲ့ဒီနေရာမှာတချို့ဟာလေးတွေတော့မနားထောင်ဖြစ်တယ်။နားထောင်ပြီးတော့ဟို အခြေအနေအကြောင်းတရားလေးနဲ့အမဟိုဒါလေးတော့ပြောပြီးတော့အားလုံးမျှဝေပေးတဲ့နယ်လို့ထင်လို့အမဒီမူဗီကိုရိုက်ဖြစ်တာပါပြောတာအဲ့မှာတချို့ညီမလေးတွေကပြောတာကြတော့သူတို့ကတဲ့အစားအသောက်မလောက်ငါဘူးပေါ့နော်ပြောတယ်ဆိုတော့အမအိမ်မှာမေးတယ်မလောက်ငါဘူးဆိုတော့ဘယ်လိုမျိုးလဲလုံးဝမဝတာလားအငက်ထားလားဒီလိုမျိုးနှစ်ပိုင်းရှိတယ်လေ M1 တွားရင်လည်းမေးမှာပဲဆိုမဟုတ်ဘူးသူတို့ကဘယ်လိုလဲဆိုတော့သူတို့ရဲ့အလုပ်ရှင်ကလည်း ဟိုဒီလိုစားရပေါ့နော်သူတို့ကလည်းဒီလိုကြွေးတယ်ကြွေးတဲ့အချိန်မှာဒါပေမဲ့အမဟိုးတို့ရှေ့မူပြီးမှလည်းပြောဖို့ပါတယ်ဒီကလူတွေကအစားအသောက်နည်းနည်းလေးတွေစားတာဆိုတော့ဒီသူတို့ရဲ့ဒီလူကိုလည်းတဲ့အိမ်ထဲနေရဲဆိုပဲဒီလူလည်းဒီလောက်ပဲစားမယ်ထင်ပြီးတော့ပေးတယ်ပြီးတော့အမဟိုးတို့ညာလည်းပြောဒီကလူတွေကခောက်ဆွဲတို့ဟိုအမတို့လိုမျိုးရင်းရင်ချင်းဆက်တို့ပါတို့စားတယ်ဆိုတော့သူကဒါကိုထမင်းလိုသဘောထားပြီးစားတာဟမ်ဘာဂါတစ်လုံးထမင်းလိုစားကိုရီလူမျိုးကအဲ့လိုမဟုတ်ဘူးထမင်းဆိုရင်အာရပါရစားမှာဆိုတော့ အဲ့လို꽌ချားချက်တွေမှာသူတို့ကမသိမသိပဲねဒီလိုပဲဒီကလေးမကလည်းဟမ်ဘာဂါဆိုသူတို့လည်းဟမ်ဘာဂါပဲပေးတယ်အဲ့ဒါကိုဒါပေမဲ့သူတို့ကမစားနိုင်တာတွေမျိုးရှိတာဖြစ်မဲ့လူမျိုးမတူတဲ့အတွက်ဆိုအဲ့ရမှာဒီညီမလေးတွေကလည်းမပြောကြဘူးသူတို့အလုပ်ရှင်အောင်မပြောတော့အလုပ်ရှင်ကလည်းမသိဘူးအလုပ်ရှင်ကလည်းမသိဘူးသူတို့ကလည်းမပြောဘူးဆိုအဲ့ကြားမှာကွာကွာဟတ်တည်းရှိပါသူကအစားအသောက်ကိုမလုံလောက်ဘူးလို့သူကပြောတယ်နော်ဒါမျိုးကကြတော့အမမြင်တာ ကိုမလောက်ငါဘူးကိုမဝဘူးဆိုရင်အလုတ်ရှင်အောင်ပြောရမယ်ပြောတဲ့နေရာမှာဟုတ်ဘောနော်သူနဲ့ကိုနဲ့ကြားမှာ relationship လေးကောင်းအောင်လို့ကောင်းကောင်းမွန်မွန်ပြောမယ်ကိုအလုတ်လုံနေနေပဲဖြစ်ဖြစ်ပေါ့နော်ဟိုတစေတစားမငါကဒီလိုလေးတော့စားရင်တော့မဝဘူးငါတို့လူမျိုးပဲလို့ကိုရရဲ့ culture ကိုပြောပြရမယ်အဲ့ဒါမှသူတို့ကသိမှာဒီလိုမျိုးရှိတယ်ဟိုဒီလိုကြီးတဲ့တို့ကြီးတော့ပြောရင်တော့ကွာဘယ်သူမဆိုးနိုင်ယောက်ျားမှာအစင်မပြေမှုလေးတွေရှိနိုင်တယ်ဆိုတော့ကိုနဲ့ကို့အင်ရှင်ရဲ့ဂျားရဲ့ ဟိုရင်းနှီးမှုကဘယ်လောက်အတိုင်းတာရှိလဲဆိုတာကိုကိုကိုကြည့်ပြီးတော့ကို့အနေထားနဲ့ကို့ပြောလို့တော့အမအကြံပေးခြင်းပါတယ်အဲ့ဒါမျိုးအကြံပေးခြင်းနဲ့နောက်ပြီးတော့တချို့ကြတော့ပြောတယ် passport passport ကဘောနော်အင်ရှင်ကတင်ထားတာကိုသူတို့မကြိုက်ကြဘူးဟုတ်ပါတယ် passport က by right ဥပဒေအရအင်ရှင်ကတင်ဝင်မရှိဘူးမှန်နေဒါကလက်ခံနေဒါပေမဲ့ ဟိုအရှိအရှိတွေမှာလည်းပြဿနာတွေကရှိခဲ့ပူကြတယ်ပေါ့နော်အဲ့ဒါမျိုးပဲဘလို့လဲဆိုတော့ passport ကင်နိုင်ဟိုဒီလိုပိတ်ရက်တွေမှာသူတို့နားရက်တွေမှာတခြားဟိုဒီဘက်အင်ဒိုနီးရှားတို့မလေးရှားတို့ဘက်ကိုထွက်တယ်ထွက်တဲ့အချိန်မှာအဲ့နေတခုခုကြုံနေတချို့ဆိုပျောက်သွားတာတွေတေသွားတာတွေဖြစ်တဲ့အချိန်မှာ နိုင်ငံပြင်ပမှာဖြစ်တဲ့အတွက်အင်ရှင်တွေမှာအများကြီးရှိပြဿနာရှိ security ပြားနေပြီးတော့ယော်ရတာတွေရှိမယ်အဲ့လိုမျိုးယော်ကြေးတွေပါတယ်အကုန်လုံးပြဿနာရဲမှုကင်းနေဖြစ်တဲ့အတွက်ဆိုအင်ရှင်တွေဒီကလူတွေရတဲ့ကြောက်တတ်တယ်ဆိုတော့မပေးတာတွေရှိတယ်ဒါမျိုးဆိုတော့ကိုကလိုချင်နေဆိုရင် MO ကတို့ညီမတို့ရှီကို CD ရလာတယ်မလား6လတစ်ခါလာလာတယ်မလားအဲ့ကြရင်ပြောပါတောင်းပါဒီလိုမျိုးတောင်းရင်တော့ အင်ရှင်တွေကလည်းတချို့ကြတော့လည်း AC ပေးလိုက်တာရှင်မယ်တချို့ကြတော့လည်းမကြိုက်တာတွေဘာတွေဆိုရင်ကိုယ့်ရဲ့အနေအထားကိုကိုဟာကိုကိုနဲ့အင်ရှင်ကြားအနေထားကိုဟာကိုကိုကို ဆုံးဖြတ်ပြီးတော့အဲ့ဟိုတင့်တော်တယ်လို့ကိုကိုလောက်ကြပါတချို့အရာတွေက virus ဆိုပေမဲ့သူနဲ့ကိုကြမှာတအိမ်နေနေတဲ့အတွက်တော့ရင်းနှီးမှုအတိုင်းတာနဲ့ကိုဟာကိုကို ဘယ်လိုမျိုးကောင်းမွန်ပြောမလဲဆိုတာအကွက်ကိုဆုံးဖြတ်ပါဒီဟာနဲ့ပတ်သက်ပြီးအမပြောချင်တာကနေအမကအခုညီမတို့ကိုညီမောင်လေးတွေညီမလေးတွေကိုအမဒီလိုမျိုးကူညီပေးတယ်အကြဉျံပေးတဲ့အချိန်မှာအမအပြင်သွားရင်လည်းအမဘယ်တော့မှလက်လွတ်စပယ်မသွားအမကြည်နေတယ်မဟုတ်တနည်းအားအမတို့ကြီးမနှက်စာစားတယ်ပေါ့နော်ဖုတ်ကောက်မှာစားတယ်စားတော့အဲ့လက်ဖေးဆိုင်လေးမှာပေါ့နော်ဘေးမှာအမတို့ဝိုင်းမှာမိသားစုလေးအမိန်းမရဲ့ ကလေးမရေကလေးနှစ်ယောက်ကတားလေးနဲ့တွင်တယောက်က17နှစ်တယောက်ကတော့ငယ်တယ်ပေါ့နော်အေးအဲ့ဒါနဲ့နောက်ပြီးတော့ဒီအိမ်ကူညီမလေးနဲ့၄ယောက်သိတဲ့အတိုင်းပဲဒီမှာဖုတ်ကောင်းဆိုရင်လဖေးမှာမင်းဆိုရင်တန်းစီရဆိုကလေးမရသွားတန်းစီတယ်ကလေးနဲ့တာတုတ်တားလေးနဲ့နှစ်ယောက်နဲ့ဒီကောင်မလေးကိုထိုင်ပုံမှာထိုင်ဆောင်နေလို့မှာပြီးတော့သွားတန်းစီတယ်အဲ့ဒီမဲ့ပြန်လာတဲ့အချိန်မှာဒီကောင်မလေးမရှိတော့ပြောက်သွားတယ်အဲ့ဒါ ဒီနားမှာနေနေလို့ပြောတာဟုတ်ပျောက်သွားတယ်ဘဲသွားမယ်လို့လည်းမပြောတော့သူကရှာရှာပြီးတော့ဘဲကနေပြန်လာလဲဆိုတော့လည်းမပြောဘူးဒီတိုင်းပဲကဲထိုင်ရောထိုင်ပြီးတော့စားဆိုတော့ဒီမျိုးသမီးကလည်းမစိုးတဲ့တဲမှာပါပါတယ်မတစိတစောင်းကြည့်တယ်ပေါ့နော်အဲ့မှာစားဆိုတဲ့ဟာမှာ तू ကငင်းငင်းငိုင်ငိုင်လုပ်နေဆိုတော့မပြောတာတအိမ်နဲ့နေကြတာပေါ့နော်အိမ်ကူညီမလေးဆိုတော့အိမ်ရှင်နဲ့တိမ်နဲ့နေကြဆိုတမိသားစုလိုမျိုးနေနိုင်မှာ तू လဲပြောမယ်ကိုအလုပ်လုပ်ရလို့လဲပြောမယ်အလုပ်ရှင်လဲပြောမယ် မဟုတ်ဘူးတသားနဲ့မဖြစ်ဘူးဆိုရင်ဒီအလုပ်ရှင်ကလည်းသူ့ကိုကြည့်ပြီးတော့စိတ်ညစ်မှာပေါ့ဘယ်ကြိုက်မလဲမကြိုက်တော့ပြန်ခိုင်းတာလေးဖြစ်ကုန်မှန်ဆိုတသားနဲ့နေရမယ်နောက်ပြီးတော့အမတို့အလုပ်နာမှာရှိတယ်တယုံမှာပေါ့နော်သူ့ကိုအမမြင်မှုတယ်ဆိုပြီးတော့အမကြည့်လိုက်တော့မှမ TikTok မှာဟိုအိတ်ညစ်မာလေးကတင်နေပေါ့နော်သူကသူ့အိမ်ရှင်နဲ့လေဟို အော်တဲ့သူအင်ရှင်နဲ့မုတ်တီချက်စားရတယ်ဘလို့လဲဆိုတာတင်တော့သူကလည်းအင်ရှင်နဲ့သူเนี่ยတသားတည်းဖြစ်တော့အင်ရှင်ကလည်းသူချက်ကြွေးတာတွေစားတယ်ဗမာစားစာတွေလည်းစားတယ်တချို့ဆိုရင်ပြောတယ်လေအဲ့ဒီပေါ့နော်ညီမလေးကကန်ကောင်းလိုက်တာအင်ရှင်သဘောကောင်းတယ်ဆိုတာအင်ရှင်သဘောကောင်းတယ်ဆိုတာမိသားစုလိုတသားတည်းနေမှာဖြစ်မှာမနေနိုင်ဘူးဆိုရင်အင်ရှင်အတွက်လည်းဒီလူကမျက်နှာသုံးမုံနေနေဆိုဘလို့လို့ထားခြင်းမလဲအဲ့လိုကြတော့ပြန်ပို့လိုက်တာဖြစ်ကုန်ဒီလိုဆိုတော့ညီမလေးတွေအနေနဲ့ဒီလိုလာမယ်ဆိုရင် ပေါ့နော်ကိုဟာကိုကိုကိုတေချာစဉ်းစားပါနောက်ပြီးတော့ညအေးအကူညီမလေးတွေကအမတင်းတလို့ဆိုရင်တနှစ်ထဲမှာ၃အိမ်ပြောင်းလို့မရဘူး၃အိမ်ပြောင်းရင်နောက်တဲ့အိမ်ပြောင်းလို့မရတော့ပြင် blacklist ဖြစ်သွားလိမ့်မယ် MOA ပြန်ပို့လိုက်တာရှိတယ်เนาะအေးအဲ့လိုဆိုတော့ပြီးတော့အိမ်တစ်ခါပြောင်းနိုင်လို့လို့အေဂျင့်ကထပ်ပေးရတယ်နှစ်လစာလောက်ပြီးပေးရတာရှိတယ်ဒါဆိုရင်ကိုကအကျွေးနဲ့လာရင်ပထမဆုံး ဥပမာပေါ့နော်ပထမဦးဆုံးမှာ9လစာပေးရတယ်။ကဲဒီအိမ်အစင်မပြေလို့နောက်အိမ်ပြောင်းနေ။ဒါက M1 ကဟာယူခွင့်ပေးထားတာနော်။ဒီကစာလုံးအေဂျင့်ကို9လစာထပ်ပြတ်တော့9လစာတော့မှမကြေသေးဘူး9လစာ9လစာဖြစ်သွား။ကဲဒီအိမ်အစင်မပြေသေးဘူးထပ်ပြောင်းမှပြီတဲ့။နောက်ထပ်9လစာထပ်ပြတ်သွားဆိုတော့9လ2လသာအားလုံးမှာ17လဖြစ်သွားတော့တစ်နှစ်လုံး12လလောက်ရင်တော့တစ်လပဲသူစုခွင့်ရှိမယ်။ဒါဆိုဘယ်လိုလုပ်ဖြစ်ပါလဲ။အဲ့ဒါမျိုးတွေအတွက်ကိုတေချာစဉ်းစားပါ เนาะကိုကအကျွေးနဲ့ပေးပြီးတော့လာရတယ်တပြားမှမကုန်ဘူးလမ်းစရိတ်ပဲကုန်တယ်ဒီမှာစရိတ်တွေမကုန်ဘူးဆိုပြီးတော့လာရတယ်ဒီရောက်မှမလုံနိုင်တော့ဘူးဆိုရင်ဒီအကျွေးတွေရတယ်ကို့ပုံမှာတင်းနေအဲ့အတွက်ဆိုတော့မလာခင်မှာတေချာစဉ်းစားစီခြင်းပါတယ်เนาะအရန်ခက်ခဲနေရဆိုရင်တော့အမားတို့ကိုဆက်သွယ်ပါဟုံးကိုလည်းဆက်သွယ်ပါမဟုတ်ဘူးဆိုရင်တော့ဗောနော်ခက်ခဲတာကလည်းမပျော်တာလေးအစ်စ်မပြေတာလေးတိတ်တိတ်လေးဆိုရင်တော့နင်းနင်းအလောက်ရှင်နဲ့အရင်ညှိနှိုင်းကြပါ တအိမ်နေနေတဲ့အတွက်တသားနဲ့ဖြစ်အောင်အရင်ကွာကြင့်ယူပါမတို့လည်းအလုံးမှာအလုံးကလူတွေနဲ့တသားနဲ့ဖြစ်အောင်နေရတယ်ဒါမှပဲအလုံးမှာပျော်ရွှင်ပါလိမ့်မဟုတ်ရင်အလုံးဆိုတာ burden တစ်ခုလိုမျိုးပင်ပန်းပါလိမ့်မယ်အဲ့အတွက်ဆိုတော့ညီမတို့အမပြောချင်တာကတော့အားလုံးကိုအလုံးရှင်နဲ့ကိုအရင်အဆင်ပြေအောင်နေပြီးတော့တသားနဲ့ဖြစ်အောင်နေပါလို့ပဲအမအကြံဉာဏ်ပေးချင်ပါရဲ့နော်ကျေးဇူးတင်ပါတယ်နော်